ဟုတ်ကဲ့တန်မြာသည်ရဲ့အကျိုးကျေးဇူးနဲ့ဆိုးကျိုးတွေကို အောက်မှာဖော်ပြပေးလိုက်ပါရစေ။တန်မြာသည်ရဲ့အကျိုးကျေးဇူးများဗီတာမင် C တက်ကြွယ်ဝခြင်းကိုခံအားစနစ်ကိုအားကောင်းစေပြီးအေးအေးမိခြင်းနဲ့တုပ်ကွေးဖြစ်ခြင်းကိုကာကွယ်ပေးပါရစေ။တတိုးဆန့်ကျင်ပစ္စည်းများပါဝင်ခြင်းခန္ဓာကိုယ်ဆဲတွေပျက်စီးမှုကို နှေးကွေးစေပါရစေ။အစာခြေဖြတ်မှုကိုအထောက်အကူပြုခြင်း တံမြာရီမှာပါတဲ့ citric acid ကအစာခြေစနစ်ရဲ့လုံဆောင်မှုကိုလှုံ့ဆော်ပေးပါတယ်။လေချောင်းနာကျင်မှုကိုတက်တာစေခြင်းတံမြာရီကိုရေနွေးနဲ့ပြားရည်နဲ့ရောတောက်ခြင်းကလေချောင်းရရံမှုကိုလျော့ပါစေပါတယ်။အသားရည်ကို ပြုစုပြိုးထောင်ပေးခြင်းအသားရည်ကိုကြည်လင်စေပြီး အမဲဇက်တွေကိုလျော့ပါစေကချွေးပေါက်တွေကိုကျင်းစေပါတယ်အပြင်လင်းရန်။ခရင်းအနံ့ဆိုးကိုပျောက်ကင်းစေခြင်းတံမြာရီမှာပါတဲ့ အဆစ်တက်ကကတွင်းလေးကဘက်တီးရီးယားတွေကိုသေစေပါတယ်။ကိုယ်လေးချိန်လျှော့ချရာမှာအထောက်ကူပြုခြင်းတံပြာရီဟာ ကိုယ်လေးချိန်လျှော့ချရာမှာအထောက်ကူပြုနိုင်ကြောင်းလေ့လာမှုအချို့ကဖော်ပြပါတယ်။အစားအစာနဲ့အဖျော်ယမကာတွေမှာထည့်သွင်းအသုံးပြုနိုင်ခြင်းနှင်းနေရာမျိုးစုံနဲ့အဖျော်ယမကာတွေကိုခြင်ပြီးလမ်းဆန်းနဲ့အရာတာကို ပေးစွမ်းနိုင်ပါတယ်။တံပြာသီးရဲ့စိုးကျိုးများသွားကြွေလွှာကို တိုက်စားနိုင်ခြင်း တံမြာရီမှာပါတဲ့အစစ်တက်ကသွားရဲ့ကျွေးလွာကိုပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်တံမြာရီကို ရေနဲ့ရောပြီးတောက်တင်ပြီးတောက်ပြီးတဲ့နောက်ရေနဲ့ပါဇက်ကိုစေးကြောတင်ပါတယ်။ဘိုင်းအောင်ချင်း အစာအိမ်နိုင်တို့အစစ်ပိုထွက်တဲ့သူတွေဟာတံမြာသီးကို အများပြားစားသုံးခြင်းကိုရှောင်ကျဉ်တင်ပါတယ်။ရေပြားကိုရားရံစေနိုင်ခြင်းတချို့လူတွေမှာတံမြာရီနဲ့ဓာတ်ရိုက်ထိတွေ့ခြင်းက ရားရံခြင်းအင်းပြင်းထခြင်း တို့ပူလောင်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။စီးသွားခြင်းကိုဖြစ်စေနိုင်ခြင်းတံမြာရီကို အများပြားတောက်သုံးခြင်းက စီးသွားခြင်းကိုဖြစ်စေနိုင်ပါတယ်။ဆေးဝါးအချို့နဲ့ဓာတ်ပြုနိုင်ခြင်းတံမြာရီမှာပါတဲ့အက်ဆစ်ဓာတ်ကဆေးဝါးအချို့နဲ့ဓာတ်ပြုနိုင်ပါတယ်။တင်ဆေးတောက်နေရဆိုရင်တံမြာသီးကိုအများပြားမစားသုံးခင်ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ အတူချုပ်ပြောရရင်တံမြာသည်ဟာကျမ်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိပေမဲ့တင့်တင့်နဲ့ပမာဏနဲ့သတိထားပြီးစားသုံးခြင်းကဖြစ်ပေါ်လာနိုင်တဲ့ဆိုးကျိုးတွေကိုရှောင်ရှားနိုင်ပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။